မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့စတ္ထမအတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ကြပြားလေးတစ်ပုဒ်ကိုရွတ်ဆိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကြပြားလေးကတော့ အချိုးကဗျာမျိုးအစားလေးဖြစ်ပါတယ်ကဗျာရေးသားခဲ့တဲ့သူကတော့ကဗျာဆရာကြီးတင်မိုးဖြစ်ပါတယ်ရှင်ဒီကဗျာလေးရဲ့ရည်ရချက်ကလေးကတော့အထက်အညာဒေတာကထမ်းမင်ထင်းရက်တွေကို နော်ထင်းရက်နဲ့တနခါကို အောက်ပြေကိုလှေနဲ့ပို့တယ်အောက်ပြေကနေပြီးတော့ဆန်ငပိနဲ့စားတွေကိုအထက်အညာကို ပြန်ပို့တယ်ဒါကြောင့်မလို့ဒီ အထက်ကအထက်နဲ့အောက်စုံစမ်းနေတဲ့ AR မြစ်ဟာအရေးပါတဲ့မြစ်တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ AR မြစ်ဟာမြန်မာအမိမြန်မာနိုင်ငံတော်ရဲ့အဖို့တန်ရေရနာတပားဖြစ်တယ်ဆိုပြီးတော့ရင်ဒီအမိတိုင်းပြည်ဆိုတဲ့ကြံရလေးရနေပြီးတော့ရင်ပေါ်ပြပေးထားတာဖြစ်ပါလိမ့်ရှင်ကဲဒါဆိုရင်ဒီအမိတိုင်းပြည်ဆိုတဲ့ကြံရလေးကိုဖတ်ကြည့်လိုက်အောင်ထမင်းကြီးတွေဝိုင်းလို့နေ မောင်လေးမွေးရက်မြင်အညာလေးနှဲ့အောက်ပြေသွားထညက်တနခါစပားပင်တွေမှိုင်းလို့နေမောင်လေးမွေးရက်မြင်စပားလေးနဲ့အညာသွားဆန်နဲ့ငပိစာအညာအကျေစုံစံနေလွန်ပြန်သွားတဲ့လေမြစ်အေယာအပြာသာရွှေလက်ဆက်လို့ထား ဒါလေးကတော့အမိတိုင်းပြီဆိုတဲ့အချိုးကြပြာလေး ဖြစ်ပါတယ်ရေကြပြာကြီးရေးသားခဲ့တဲ့သူကတော့ကြပြာဆရာကြီးတင်မိုးဖြစ်ပြီးတော့20ရာစုနှောင်းပိုင်းမှာရေးသားခဲ့တာဖြစ်ပါတယ်ဒီကြပြာလေးမှာဆိုလို့ရှိရင်ခက်စစ်အဖွင့်အနေနဲ့နော်ခက်စစ်အဖွင့်ခုနှလုံးပေးထားတာဖြစ်ပါတယ်နော်ပထမဦးဆုံးကတော့ထညက် နော်ဒီမှာကြည့်မယ်ဆိုရင်ထင်ညက်ကိုလရာပိကတ်သက်လျှက်နဲ့ရေးထတာဖြစ်ပါတယ်ထန်းလျက်ဖတ်တော်ထင်ညက်ညတာနဲ့ဖတ်တာဖြစ်ပါတယ်ထန်းလျက်ထင်ညက်ဆိုတာဘာလဲဆိုတော့ထန်းရေကြိုးကို ချက်၍ခဲထားသောစားပွဲတဲ့နောက်တစ်ခုကမြစ်အေယာမြစ်အေယာကတော့ရှင်းပါတယ်အေယာဝရီမြစ်ကိုပြောတာနောက်တစ်ခုကလက်ဆက်လက်ဆက်ဆိုတာကတော့အဆက်အသွယ်ပြုတယ်ဆက်ဆံတယ် နောက်တစ်ခုကတော့လွန်ပြန်လွန်ပြန်ဆိုတာကတော့ခောက်တုတ်ခောက်ပြန်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုကတဏ္ဍခါတဏ္ဍခါဆိုတာကတော့အသာအခေါက်အမြင့်တို့ကိုသွေး၍နှိမ့်ကြံရသောနတ်သားပင်တစ်မျိုးတဲ့နောက်တစ်ခုကတော့အကျေအကျေဆိုတာကတော့မြန်မာပြည်အောက်ပိုင်းဒေသကိုခေါ်တာဖြစ်ပါတယ်အညာဆိုတာကတော့မြန်မာပြည်အထက်ပိုင်းဒေသကိုခေါ်တာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် ဒီနေ့အချိုးကြပြလေးဖြစ်တဲ့အမိတိုင်းပြီဆိုတဲ့ကြပြလေးကိုစတ္ထမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့အမိတိုင်းပြီဆိုတဲ့ကြပြလေးကို ဖက်ပြပေးသွားတာဖြစ်ပါတယ်20ရာစုနှောင်းမိုက်မှာကြပြဆရာကြီးတင်မိုးကနေရေးသားခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်